လီဝန်ဆာချောင်းမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့တောက်ကြနေညာရှမ်းနေအတိုင်းရဲ့ pocket အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှမ်းနေ data နဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုနားဆင်သွားကြရမှာပဲဖြစ်ပါတယ်ဒီနေ့ညအတွက်ရှမ်းနေအတိုင်းရဲ့ pocket အစီအစဉ်မှာတော့စံချိန်မြင့်တက်နေတဲ့ homeless မျိုးရဲ့ကုန်စည်နှုန်းအကြောင်းသတင်းငနစ်တာအတွင်းမြန်မာနိုင်ငံကိုပရမဆုံးလာရောက်တဲ့ ဘယ်ရာလုစ်တမရနဲ့ကချင်ပြည်နယ်ထက်ကဝင်ရောက်ရှင်ပြိုင်မဲ့တိုင်းတာပါတီတွေကဂျာနီပါတီလွတ်တော်ကိုယ်စားလှယ်တောင်းတွေပြောဆိုနေကြပါတယ်လေတိုင်းတာအရေးကချင်ပြည်နယ်ထက်ကပြစ်ပခအရေးတွေပါရီဆိုထားကြပါတယ်လေဂျာနီပါတီလွတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ဦးကျော်စိုးမိုးဝင်းနဲ့ pocket အစီအစဉ်မင်းမြန်ထားမှုတွေကိုနားဆင်သွားကြရမှာပဲဖြစ်ပါတယ် န်းချိန်တင်မြင့်တက်နေတဲ့ဟ ோம் လင်းမြို့ရဲ့ကုံစင်းနှုံးသတင်းကိုပြောပြပေးပါမယ်။စကိုင်းတိုင်းဒေသကြီးဟ ோம் လင်းမြို့နယ်အတွင်းမှာစက်တုံးစီနဲ့အခြေခံစားတောက်ကုံစင်းနှုံးတွေဟာစန်းချိန်တင်မြင့်တက်လာနေပါတယ်။ဟ ோம் လင်းမြို့ကိုစက်တုံးစီနဲ့အခြေခံစားတောက်ကုံတွေဝင်ရောက်မဲ့လမ်းပိုင်းတွေအားလုံးပိတ်ဆို့ခံထားရတာကြောင့်ကုံစင်းနှုံးတွေမြင့်တက်လာတာလို့လည်းပြောကြပါရစေ။ စက်တုံးစီစီတွေဟာစကိုင်းတိုင်းအတွင်းမှာစစ်တပ်ကကန့်သက်ထားတယ်လို့ NUG ကထိန်းချုပ်စိုးမိုးနယ်မြေတွေဟာလည်း homeling ကိုတော်မဲ့စက်တုံးစီတွေအားလုံးကိုပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။ပြင် homeling မြို့ကိုဥတီလာတဲ့စက်တုံးစီတင်တဲ့တင်ပေါ်တွေဟာကလီဝမြို့နီမှာတာစီပိတ်ပင်ခံထားရပြီးမြို့နယ်အတွင်းမှာတော့ CDP ပါ340ဝန်းကျင်ထိဈေးနှုန်းတွေမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ဓာတ်စီတလီတာကို1000 ဒါလည်းအကန့်အသတ်နဲ့ပဲပန်းဆိုင်နေစို့နှစ်တောင်ဖူပဲရောင်းပြီးတာပုံမရောဘူးစီတီပြတ်နေတယ်လို့ Homeland မြို့ကန်တူကပြောပါရယ်စတုံးစီစီနှုတ်တွေမြင့်တက်လာတယ်လို့အခြေခံစားတောက်ကုန်တွေလည်းတခြားဒေတာနဲ့နှိုင်းယှဉ်မယ်ဆိုရင်လီစာကျော်မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကွန်လဲလီရင်နဲ့လာရတယ်လူစီးဖို့လက်မှတ်တာမရှိတာကွန်ကတော့လီရင်စီးပြီးလာတာစီးကြီးလဲပြီးဝယ်စားရတော့တာအကုန်လုံးစားတောက်ကုန်တွေကလီရင်နဲ့ပဲလာတော့တာလို့ချင်းတွင်းဒေတာခံအမျိုးသားတူကပြောပြပါဗျာ။ ဟုံးလင်းမြို့နယ်အတွင်းကကုန်စင်းနှုန်းပြက်လက်မှုတွေကြောင့်အိန္ဒိယနယ်စပ်ဒေသကနေတင်တွင်းလာတဲ့ဆော့တော့ကုန်တွေကိုပြန်လည်မီခိုနေရတာလို့လည်းဆိုပါတယ်။ဒါပေမဲ့လောင်ငါမှုမရှိတဲ့အပြင်အိန္ဒိယဘက်ကလည်းပိတ်ပင်မှုတွေရှိတာကြောင့်အနေအချင်းနာဝင်ရောက်လာတာလို့လည်းပြောပါရယ်။ဟုံးလင်းမြို့ကိုဝင်ရောက်လာတဲ့လမ်းပိုင်းအလုံးဟာလက်နက်ကင်တပ်ဖွဲ့တွေပိတ်ပင်တားဆီးလိုက်တာကြောင့်မြို့နယ်အတွင်းမှာကုန်ပစ္စည်းတွေပြက်လက်တာလို့ဒေသခံအများစုကပြောဆိုကြပါရယ်။ ရှမ်းနီအတိုင်းရဲ့လေလံမှုအရာကုန်ပစ္စည်းတွေပြက်လက်မှုတွေကြောင့်စားတောက်ကုန်တချို့ကုန်ဆုံးရက်လွန်ပေမဲ့လည်းဈေးကွက်အတင်းမှာရောင်းချမှုတွေရှိနေပြီးဝယ်ယူစားသုံးသူတွေလည်းရှိတယ်လို့သိရပါဗျ။ Homeless မျိုးရဲ့ကုန်စည်အလုံးနီးပါးဟာလေကြောင်းလိုင်းတွေနဲ့တည်ယူနေရပြီးကုန်ပစ္စည်းစည်းနှုန်းတွေဟာလည်းကျင်းမြင့်နေတာဖြစ်ပါတယ်။ငါးနှစ်တာအတွင်းမြန်မာနိုင်ငံကိုပထမဆုံးလာရောက်တဲ့ဘယ်လာရုတမရတရင်ကိုပြောပြပေးသွားပါမယ်။ မြန်မာနိုင်ငံကို2021ခုနှစ်ကစလို့နိုင်ငံအတီးတီးရဲ့ခေါင်းဆောင်တွေဟာချစ်ကြည်ရေးအလဲအပတ်ခရီးစဉ်တွေမရှိခဲ့တာ၅နှစ်တာကြာမြင့်လာခဲ့တာဖြစ်ပြီးမနေ့ကနိုဝင်ဘာလ29ရက်နေ့မှာဘယ်လာရုစ်တမရာကရောက်ရှိလာခဲ့ပါတယ်။ဘယ်လာရုစ်တမရာလူကာရှန်ကိုရဲ့စီးနင်းခဲ့တဲ့လေယာဉ်ဟာမြမလီပိုင်နဲ့အတွင်ဝင်ရောက်ချိန်မှာရုရှားထုတ်စတုတ္ထမျိုးဆက်တိုက်လေယာဉ် SU-30 စီးနဲ့ကျူးစွန်မှုတွေပြုလုပ်ခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ ဟိုကျော်မူကြီးမင်းအောင်လိုင်ရဲ့ဖိတ်ကြားမှုအရာလာရောက်တဲ့ခီးစဉ်ဖြစ်ပြီးစိုက်ပျိုးရေးစေးဝါးနဲ့စားနပ်ရိက္ခာထုတ်လုပ်ရေးမြမစားတောက်ကုန်တွေကိုဘယ်လာရုစ်နီးပညာတွေနဲ့ပူပေါင်းရေးလုပ်ငန်းတွေကိုဆွေးနွေးဖို့ရှိတယ်လို့သိရပါဗျ။ဘယ်လာရုစ်တမ်ရာရောက်လာတဲ့မနေ့ကပဲမြမဘယ်လာရုစ်စီးပွားရေးဖိုရမ်တရက်ကိုကျင်းပနေခဲ့ပြီးမြမနိုင်ငံဘက်က UMFCCI နဲ့ဘယ်လာရုစ်ဆက်မှုကုန်တဲ့အတင်း BEICCI တို့ပါဝင်ခဲ့ကြတယ်လို့ထုတ်ပြန်ပါဗျ။ စီပွားရေးဖိုရမ်ကနေသဘောတူညီမှုစာချုပ်စုစုပေါင်း16ဆောင်ကိုသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။မြန်မာနဲ့ဘယ်လာရုစ်နိုင်ငံတို့ဟာ1999ခုနှစ်မှာမှတန်တမန်ဆက်ဆံရေးစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာနှစ်ပေါင်း20ကျော်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူဂျင်မင်းအောင်လှိုင်အနေနဲ့ဘယ်လာရုစ်နိုင်ငံကို2025ခုနှစ်မေလနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်တွားရောက်ခဲ့ဖူးပါတယ်။ ဘယ်လာရုစ်နိုင်ငံဟာမြန်မာစစ်တပ်အတွက်လက်နက်ထုတ်လုပ်ရေးလေ့ကျင့်ပေးရင်းနဲ့မြန်မာလေကြောင်းရန်ကောက်ွယ်ရေးစစ်စင်မှုကုတ်ကဲရေးစနစ် MADOC V3D Radar နီးပညာနဲ့မြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေကိုပေးအပ်ခဲ့တယ်လို့ Justin For မြန်မာကမနေ့ကထုတ်ပြန်ထားပါတယ်ဘယ်လာရုစ်နိုင်ငံကမြန်မာနိုင်ငံတို့ဆက်လက်နက်များစီးဝင်နေမှုကိုတားဆီးရန် နိုင်ငံများအားတောင်းဆိုတော့ကုလတမကအထွေထွေညီလာခံဆုံးဖြတ်ချက်ကိုကန့်ကွက်မဲပေးခဲ့တဲ့တခုတည်းတော့နိုင်ငံဖြစ်ပါတယ်။အချင်းပြည်နယ်ထဲဝင်ရောက်ရှင်ပြိုင်မဲ့တိုင်းဒါပါတီတွေကကြားနေလွတ်တော်ကိုယ်စားလှောင်းတွေပါတီပြောဆိုနေကြပါသလဲ။တိုင်းဒါအရေးကချင်းပြည်နယ်ထဲကပြုခအရေးပါတီပြောဆိုနေကြပါသလဲ။ ဂျာနီပါတီလွတ်တော်ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ဦးကျော်စိုးမိုးဝင်းရဲ့ရှင်းနှစ်အတိုင်းရဲ့ pocket အစီအစဉ်တို့တွေ့ဆုံမေးမြန်းထားမှုတွေကိုဆက်လက်နားဆင်ကြရမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ကအမျိုးသားလွတ်တော်အမတ်6မဲဆန္ဒနယ်မြေကနေဝင်ရောက်ရှင်ပိန်မှုအတွက်ပြင်ဆင်မှုတွေအကြောင်းကိုလည်းနည်းနည်းပြောပြပေးပါအောင်ခင်ဗျာ။ပစ္စည်းတွေကတော့အများကြီးရှိပါခင်ဗျဒါပေမဲ့လက်ရှိအချိန်ထိကတော့ကျွန်တော်တို့ရှမ်းနေတမျိုးတလုံးရေဆိုင်နေရတာကတော့ ဟွာပေါ့နော်ဟိုကျွန်တော်ရှမ်းနေတမျိုးတလုံးနီးပါးလောက်ပေါ့နော်ဒီနီးပါးလောက်ကိုစစ်ချောင်းလာရပါတယ်ဗျစစ်ချောင်းလာတော့အေးခက်ခဲနေကျွန်တော်ရင်ဆိုင်နေရတယ်ပြင်ဆင်နေရတဲ့အပိုင်းတွေကလည်းတိတဲ့အတိုင်းပဲအားလုံးတိတဲ့အတိုင်းပဲပြီးတော့မိဘတူပြည်သူများအားလုံးတိတဲ့အတိုင်းပဲကျွန်တော်တန်လိုင်းယူတစ်ချောက်တို့ဒီမိယူတစ်ချောက်တို့ကဒီအဖက်စုံမှုနေမိရောက်နေတော့ကျွန်တော်ရွေးကောက်ပွဲမှာကျင်းပနိုင်တဲ့အနေအထားရှိပါတယ်ဗျဟုတ်ကဲ့အဲဒီကျွန်တော်တို့ကလည်းဒါ ဒီဘက်မှာရှိတဲ့မြို့နယ်စုစုလောက်ပဲစုစည်းပြီးတော့ဆောင်ရွက်နေရတာဖြစ်ပါတယ်။မေဆန္ဒနေမြေ6မှာတခြားတိုင်းဒပါတီတွေနဲ့တိုင်းနိုင်ငံလုံးဝင်ရောက်ရှင်ပေမဲ့ပါတီတွေလည်းအများကြီးရှိနေတော့စိန်ခေါ်မှုတွေဆိုရင်ဘာတွေဖြစ်နိုင်မလဲ။အစိန်ခေါ်မှုတော့အများကြီးရှိပါတယ်ဗျ။စိန်ခေါ်မှုတော့အများကြီးရှိပါတယ်။ကျွန်တော်တို့ကတိုင်းနယ်ပါတီဖြစ်တယ်။တိုင်းနယ်ပါတီဆိုတော့ပါတီအငယ်ပေါ့။ကျွန်တော်ပြည်နယ်အဆင့်ပဲပြင်ထားတဲ့ပါတီငယ်ဖြစ်တယ်။ကျွန်တော်တို့လက်ရှိကျွန်တော်တို့နဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေမှာတဲ့ပါတီကြီးတွေမှာ အဲဒီတိုင်းနာစီလုံးညီညွတ်ရေးပါတီရှိတယ်ဒီပြည်တော်စုပြည်ရန်ဖြူပါတီရှိတယ်ဒီတုံလုံးပါတီလည်းရှိတာဗောနော်အဲပြီးတော့ KSPP ကရှင်ပါတီလည်းရှိပါတယ်အဲပြီးတော့ဟိုဟာရှိပါတယ်ဗျစုစုပေါင်းငါးပါတီရှိပါတယ်ဗျဟုတ်ကဲ့စိတ်ခေါ်မှုတော့အများကြီးရှိတာဗောဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါတီကြီးနဲ့ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်ပါတီငယ်အတွက်ကတော့အားတော့နည်းနည်းနည်းတာဗောနော် ကျော်စမိုးဝင်းဟာ2020တုန်းကလည်းတစ်ခါပြိုင်ဖူးတယ်လို့ကြားမိတယ်။အခုနောက်တစ်ခေါက်ထပ်ပြိုင်လဲဆိုတော့ဒီနှစ်ခုပါရီကွာချသွားတယ်လေ။ဒီရွေးကောက်ပွဲကာလနှစ်ခုမှာ။ဟောကွာချပါတယ်ဗျ။ရခင်2020လုံးကပြိုင်တော့မှကျွန်တော်တို့ကတော့ဟောအနိုင်ရတူဟိုဟိုမင်းအများဆုံးရတူအနိုင်ယူစနစ်နဲ့ပဲသူကပြိုင်လာတာကို။အခုကတော့ဘာပဲပြောပြောပါဟောအရှူချစနစ်ကလေးပါဝင်လာတဲ့အတွက်အဲပုံစံလေးတွေပျောင်းသွားတာပေါ့နော်။လွတ်တော်ထဲမှာတော့ပါတီစုံတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့။ နောက်တစ်ခုကမြစ်ကျနလူမျိုးမှာတစ်ဖက်ကလည်းတိုက်ပွဲတွေဖြစ်နေတာလို့ကြားရတယ်မဲဆွေစည်းရုံးလုပ်ငန်းအခြေအနေကဘလို့ရှိပါတလဲတနတ်တန်တွေလည်းမြစ်ကျနမျိုးအနီးမှာ မကြာခဏကြားနေရတယ်ဆိုတော့လုံခြုံရေးကိစ္စရပ်တွေကဘလို့မျိုးတွေရှိနေတယ်လဲဟုတ်ကဲ့ဟုတ်ကဲ့လက်ရှိမြစ်ကျနမျိုးနယ်အနေနဲ့ဆိုတော့ကျွန်တော်တို့တွားရေးလာရေးတွေရပါတော့လက်ရှိမြို့တွင်းလောက်ပဲလောလောဆယ်အဆင်ပြေပါဗျမြို့ရဲ့ပြင်ပတော့ကျွန်တော်တို့လည်းမတွားနိုင်ဘူးတခြားပါတီလည်းအဲ ွားတဲ့အတန်တော့မကြောက်ဘူးပေါ့နော်ဟုတ်ကဲ့ပြိပခါတွေသူပြောနေတဲ့ဒီကာလမှာလွတ်တော်ဖြစ်လာမယ်ဆိုရင် ဖြည့်ရှင်းနိုင်မယ်လို့ကိုယုံကြည်ပါသလားအယုံကြည်ပါတယ်ဗျဖြည့်ရှင်းနိုင်ပါပါကျွန်တော်တို့ပါတီဒါတကယ်လို့လွတ်တော်တွေရောက်ခဲ့ပြီးအနိုင်ရရှိခဲ့ပြီဆိုတော့ဒီကိစ္စတွေကိုအတက်နယ်ဆုံးကျွန်တော်တို့ဖြည့်ရှင်းတော့မှာပါဗျာဟိုကျွန်တော်တို့ရဲ့တိုင်းလိုက်ချန်တီပါတီရဲ့မူဝါဒကငင်းချမ်းရေးဒီအဓိကဖြစ်တဲ့အတွက်ဒီကိစ္စတွေကိုကျွန်တော်တို့တတ်နိုင်ဆုံးဖြေရှင်းတော့မှာပါဖြစ်ပါတယ်ဗျဟုတ် 2025ခုနှစ်မှာဂျာနီပါတီကဝင်ရောက်ရှင်ပြန်ရတဲ့အတိတ်အချက်တွေဆိုရင်ဘာဖြစ်မလဲ။ဟောအတိတ်ရှင်ပြန်ရတဲ့အချက်ကတော့ဘာဖြစ်မလဲဆိုတော့ကုမြူတာရေးနာမည်ပေါ်ပေါက်ဖို့အတွက်ပေါ့နော်။မြူတာနာမည်ပေါ်ပေါက်ဖို့အတွက်ကုကျမကုဖန်တီးရမယ်။အတူရှင်တွဲနေထိုင်နေနိုင်ရမယ်။အဓိကတော့ကုရှန်ဒီအမီပေါ်ပေါက်ရေးကိုအဓိကရှေ့ရှုပါတယ်။ရှန်ဒီအခုရေဆိုင်နေရတာကတော့ကျွန်တော်ရှန်ဒီမှာမီဒီယာမရှိပါဘူး။လူထုအဲအားပဲရှိပါတယ်။ တရင်တော့လည်းမရှိပါဘူးကျွန်တော်တို့မှာကိုယ့်ရဲ့ profile မှာပဲကိုယ်ကြင်ညာတဲ့အဆင့်လောက်ပဲကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မို့ရှမ်းလူသူတရားလုံးကိုကျွန်တော်တို့ဘလို့ဘလို့မျိုးပုံစံနဲ့ဟိုပြောပြအမောင်းကိုကျွန်တော်တို့လက်ရှိအချိန်ထိကိုစဉ်းစားနေကြတော့မှာကျွန်တော်တို့တွေအခုလို့ဖြည့်ဆို့ပြီးတဲ့အတွက်ဥကျော်စိုးမိုးဝင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာရှမ်းနေတိုင်ရဲ့ pocket အစီအစဉ်တွေကိုရှမ်းနေပါတာနဲ့မြန်မာပါတာပါတာနှမျိုးတင်ဆက်ပေးနေပါတယ် ရှန်နီအတိုင်ရဲ့တည်င်ဆောင်းပါးတွေကို www.shanibyte.com နဲ့ www.facebook.com/tapoyofshanni စာမျက်နှာတွေမှာနားဆင်လို့ရနိုင်ပါပြီ။ရှန်နီတိုင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေလူနေမှုဘဝလူမှုရေးစီးပွားရေးတွေကိုလည်းဆောင်းပါးတွေ short video တွေအနေနဲ့ရှန်နီအတိုင်ရဲ့ re YouTube channel Telegram channel တို့မှာကြည့်ရှုနိုင်ပါတယ်။ရှန်နီတိုင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကို TikTok မှာလည်းရှန်နီ TV လို့ ရိုက်ရှာပြီးနားဆင်ကြည့်ရှုလို့ရနေပါပြီအခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှမ်းနေအတောင်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေခင်ဗျာညင်းစုံပေးရောက်ခါကြောင်း